ဆိုပြတဲ့စဉ်စေဆက်ပွဲမှာနေထိုင်တဲ့ပုံစံကြောင့်ဟိုလေးတကြော်ကြော်ဖြစ်နေရတဲ့အစိုးမြသူစာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာ Selling Insider Beach ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုမြသူစာကဆိုပြတဲ့စဉ်နဲ့အမတဝန်းခွဲတော်ဆက်တာဖြစ်ပြီးတော့အနုပညာလောကမှာအမကြီးအမိယာနေနဲ့လက်တွဲခေါ်ပေးခဲ့တာပါဒါကြောင့်မို့ဆိုပြတဲ့စဉ်နဲ့ဟင်းဝင်ရတို့လက်ထက်တဲ့ပွဲကိုဆိုမြသူစာကတက်ရောက်ခဲ့ပါတယ်ဆိုမြသူစာကအမတဝန်းခွဲဖြစ်ပေမဲ့ မိသားစုဝင်ထဲမှာအကြီးဆုံးဖြစ်တာမို့ညီမတွေအားလုံးကမမယ်လို့ခေါ်ကြရတာပါညီမတွေရောမွေးလာတဲ့သားသမီးတွေဆိုရင်လည်းဆိုမြတ်သူစာကိုမမယ်လို့သာခေါ်ရပါတယ်ဆိုပြတဲ့စံနဲ့ဟင်းဝေးရံနဲ့လက်ထက်ဖို့ဆုံးဖြတ်တဲ့အချိန်တုန်းကလည်းဆိုမြတ်သူစာကိုတိုင်ပင်ပြီးတော့မှဖြစ်တာပါ ဆိုမြသူစာကအစိုးပြစစ်စင်တို့လက်ထက်ပွဲမှာအမကြီးအမိယာဆိုသလိုပွဲတက်ခဲ့ရပါအားလုံးကတော့အတိုင်းဝိုင်းဆွေမျိုးတွေဖြစ်တာမို့အခမ်းအနားဆုံးဝစ်ဆင်လာခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့ဆိုမြသူစာကသူအမြဲတမ်းဝစ်ဆင်နေကြဖြစ်တဲ့ပုံစံအတိုင်းလေပိတ်ဝမ်းဆက်လေးကိုအယူရှင်းဆုံးနဲ့ဇာလီနဲ့သာထွဲဖက်ပြီးတော့ဝစ်ဆင်ခဲ့တာဖြစ်ပါတယ် ရိုးရိုးလေးပွဲတက်လာခဲ့တယ်လို့ပွဲမှာလည်းအင်ဂျီကြီးတဲ့မျိုးသမီးပုံစံနဲ့သာနေထိုင်ခဲ့ရဖြစ်ပါတယ်။ဆုံးမြတ်သူစာရဲ့နေထိုင်တဲ့ပုံစံကအားလုံးအတွက်တော့အရန်ကိုထူးဆန်းနေခဲ့ရပါပုံမှန်မြင်နေကြပုံစံနေနဲ့ခွဲထွက်ပြီးတော့ဆုံးမြတ်သူစာကအရန်ကိုလှပနေရလို့ခံစားနေရတာဖြစ်ပါတယ်။ဆုံးမြတ်သူစာရဲ့လက်ချောင်းတွေခြေချောင်းလေးတွေကအစသေးသွယ်နေတဲ့မျိုးအဖြူမူနေထိုင်တဲ့ပုံစံကလည်းမိမကောင်တယောက်အသွင်ပြင်ဖြစ်နေရပါလမ်းလျှောက်တဲ့ပုံစံတွေကအစနန်းဆန်လုံးနေရာကြောင့်ပွဲတက်သူတွေကိုဆုံးမြတ်သူစာကိုဒါစိတ် င်စားနေရဖြစ်ပါတယ်။အသက်ကြီးနေပြီဆိုရင်မပြည့်စည်သေးတဲ့ဆိုမြတ်သူဆောင်ကဓပွဲလုံးမှာအလားဆုံးလို့တောင်းတင်စားခဲ့ရတာဖြစ်ပါတယ်။တချို့ဆိုရင်သူတို့သမီးထက်တောင်မှပိုလှနေရဆိုပြီးတော့ပြောဆိုနေကြတာပါဆိုပြသင်ရဲ့ပွဲမှာဆိုမြတ်သူစာကအဓိကဆက်ဆောင်လို့ကြော်ကြားနေရတာပါသူအနေနဲ့ဆိုပြသင်ထက်လူစိတ်ဝင်စားခံရအောင်ဝတ်ဆင်ခဲ့တာမျိုးလည်းမရှိပါဘူးအင်ဂျီဒီဇိုင်းဆိုလဲ ဟိုးရင်ဆန်းနှစ်လောက်ကလေးကဒီမှာဝစ်ဆင်ခဲ့တဲ့ပုံစံသာဖြစ်ပါတယ်ဒီခေတ်မှာဒီဇိုင်းဆန်းနှစ်အများကြီးရှိပေမဲ့ဆိုမြတ်သူစာကလယ်ဘင်းကိုအနှဲငယ်လေးတောင်မဖော်ဘဲနဲ့ဝစ်ခဲ့တာပါအစင်ဆိုလဲဂျေးစင်နေနဲ့တခန့်တနာပွဲတက်ခဲ့တာမဟုတ်ပါဘူးဒါကြောင့်မို့လဲဆိုမြတ်သူစာကပွဲရဲမှာတိတ်ပြီးတော့မခံနာကျင်တာကြောင့်အယိုးရှင်းဆုံးပွဲတက်ခဲ့ပေမဲ့အဆန်းပြားဆုံးဖြစ်နေခဲ့တာဖြစ်ပါတယ် ဆိုမြသူစားကအခုနောက်ပိုင်းမှာတခိပြန်ထားလို့နေရပါ အရင်ရှေ့တုန်းကတော့ဂျမ်းမာကြီးမကောင်းတာကြောင့်အရင်ဝါခဲ့သေးရပါခနာကိုဝိတ်ကတော်တော်လေးကိုတက်နေတာကြောင့်တချို့တွေကလည်းဝေဖန်ခဲ့ကြပါတယ်ဆိုမြသူစားကလေပင်ကြီးယောဂလိုဝေဒနာခံစားနေရတာကြောင့်ဈေးရီတောင်းနေရပြီးတော့ဝါနေခဲ့တာဖြစ်ပါတယ်ဈေးတောင်းနေရတုန်းကဝါခဲ့တာကအခုချိန်မှာအရင်လိုပြန်ဖြစ်နေပါပြီဂျာရဲကဆိုမြသူစားကခနာကိုဝိတ်လဲချခဲ့သေးတာဖြစ်ပြီးတော့လှအောင်နေထိုင်ခဲ့တာဖြစ်ပါတယ်အရင်လိုစက်တီရရှိရဲ့အမျိုးသမီးအဖြစ် ်ပြန်ပြောင်းလဲသွားတာကြောင့်ပြည်ထောင်စုကြားထဲမှာရေပန်းစားလာခဲ့တာဖြစ်ပါတယ်။ ။စုံမြသူစာပွဲမှာအလားဆုံးဖြစ်နေုံတည်းမှာကပဲအမကြီးအမိယာဆိုသလိုမိန်ကွန်းစကားတွေလည်းပြောကြားခဲ့ပါသေးတယ်။စုံပြသူရဲ့မိဘတွေကိုစားစုံမြသူစာကဟင်းဝင်ရုံမိသားစုကိုဂျေဆုတင်စကားတွေပြောခဲ့ရပါ။ဟင်းဝင်ရုံဘက်ကနေစုံပြသူစင်ကိုတံပိုးချပေးတဲ့အတွက်သူတို့အနေနဲ့အရန်ကိုဂျေဆုတင်နေရတာဖြစ်ပါတယ်။ချင်းပါမဲ့မင်္ဂလာပွဲ6ပွဲလုံးကိုလည်းဟင်းဝင်ရုံဘက်ကသာအကုန်ကြခံသွားမှာဖြစ်ပါတယ်။သူတို့ဘက်ကသာအကုန်လုံးအကုန်ကြခံပေးတာကစုံပြသူစင်ကိုတံပိုးချပေးရလို့ဖော်ပြတာကြောင့်ဖြစ်ပါတယ်။ ဆိုမြတ်သူစာကတပွဲလုံးမှာအလားဆုံးလို့ထင်လားဆိုတာပရိသတ်ကြီးရဲ့အမြင်ကိုကောမန့်လေးရဲ့မှာပြပြပေးပါအောင်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်